ဒီနေ့ကတော့ဂရင်းကျမ်းမာရေးကိုထိကြိုက်စေနိုင်တဲ့အစားအသောက်၈မျိုးကိုပြောပြပေးပါမယ်။ ာပါဒီနေ့ကတော့ဂရင်းကျဲမာရေးကိုထိကြိုက်စေနိုင်တဲ့အစားအသောက်၈မျိုးကိုပြောပြပေးပါမယ်အစားအသောက်မျိုးစားနံပါတ်၁ကတော့ခြင်နဲ့ချိုခြင်းနေအချင်တက်ပါတဲ့ချိုခြင်းနေကျွန်တော်တို့တကြားလုံးတွေကကျွန်တော်တို့အချင်တက်ပါတဲ့အတွက်သူအက်ဆစ်တက်များတယ်အဲအက်ဆစ်တက်ကကျွန်တော်တို့ရဲ့ဒီသွားရဲ့ညက်နေပြင်းနေသွားရဲ့ကြွေလွာတွေကိုပျက်စီးစေတယ်အဲကမှသွားကိုကျွန်တော်တို့သွားကြွေလွာတွေပျက်စီးပြီးတော့ကျွန်တော်တို့သွားပိုးစားတာမျိုးအထိဖြစ်နိုင်တယ် ဒါကတော့ကျွန်တော်တို့အစားအသောက်နံပါတ်1ချင်းနဲ့ချိုချင်းနေပေါ့နော်နောက်နောက်တစ်ခုကနံပါတ်2နံပါတ်2ကတော့ကျွန်တော်တို့အချိုရည်ဒီအချိုရည်ဒီကကျွန်တော်တို့က acid တက်ဒီအချိုရည်ဒီမှာလဲကျွန်တော်တို့ခုနအတိုင်းပဲ acid တက်ဒီများတယ်အဲ acid တက်ကသွားကျွေလွာကိုပျက်စီးစေတယ်အစားအသောက်နံပါတ်3 3ကတော့အရန်ချင်းနဲ့အသီးဒီအရန်ချင်းနဲ့အသီးမှာကျွန်တော်တို့ကလိမ္မော်သီး grapefruit တံပယိုသီးတံပယာသီး ဓာတ်တွေပါတယ်အဲ့မှာသူကဗိုက်တာမင် C ဓာတ်တွေအများကြီးပါတယ်ဗိုက်တာမင် C ကကျွန်တော်တို့က ascorbic acid လို့ခေါ်တာပေါ့နော်သူက acid ဓာတ်တစ်မျိုးပဲဒါပေမဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ကိုဗိုက်တာမင် C ကအများကြီးအထောက်အကူပြုတယ်အာဗိုက်တာမင် C ဓာတ်ကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ကိုခံအားကိုတတ်စေတယ်ဒါပေမဲ့ဗိုက်တာမင် C ဓာတ်များရင်သူက ascorbic acid ဖြစ်တဲ့အတွက် acid ဓာတ်များတဲ့အတွက်သွားကြွေလွာတွေကို ပျက်စီးတာမျိုးတွေဖြစ်နိုင်တယ်အရန်အများကြီးဆိုင်အရန်ချင်တဲ့အတီးပေါ့နော်ဒါကကျွန်တော်တို့အစားအသောက်နံပါတ်3အစားအသောက်နံပါတ်4ကတော့ကျွန်တော်တို့တတိယယူတွေတတိယယူတွေတတိယယူကကျွန်တော်တို့တကြားဓာတ်များတယ်ကျွန်တော်ကစီဓာတ်တွေများတယ်ပြီးတော့ acid ဓာတ်တွေပါလာတယ်ပြီးတော့သူက C ကတ်တယ်အဲ့ကမှသူကဘာဖြစ်လာနိုင်လဲဆိုတော့သွားမှာ ဟိုကျွန်တော်တို့စီးကတ်တဲ့အတွက်သွားမှာကန့်ညိလွယ်တယ်သွားမှာတချီးတွေကတ်လွယ်တယ်အက်ကနေသွားပိုးစားတာမျိုးဖြစ်နိုင်တယ်ဒါအစားအသောက်နံပါတ်၄အစားအသောက်နံပါတ်၅ကတော့အရက်အရက်က echo hot tag ကကျွန်တော်တို့ရဲ့ဒီဒတွေဂလန်းကကတွင်းမှာဒတွေဂလန်းကဒတွေထွက်တာကိုနဲစီတယ်အက်ကမှကျွန်တော်တို့ကကတွင်း၆တာမျိုးဖြစ်စီတယ်ကတွင်း၆တာကနေပြီးတော့သွားပိုးစားတာမျိုးကိုလည်းဒါဖြစ်စီနိုင်တယ်ဒါကတော့အစားအသောက်နံပါတ်၅ စားသောနံပါတ်6ကတော့ကျွန်တော်တို့ကစလိတ်နဲ့ကွန်စလိတ်ကွန်စလိတ်ကွန်ကကျွန်တော်တို့ရဲ့ဒီသွားမျက်နှာပြင် normal ကကျွန်တော်တို့ကဘာဖြစ်ရမလဲဆိုတော့ polish လို့ပြောင်းချောနေရမယ်ဒါပေမဲ့ကျွန်တော်တို့ကစလိတ်ကွန်ဒါတို့ပေါ့ကျွန်တော်စလိတ်ကွန်နေသုံးရင်သွားဘာဖြစ်လဲဆိုတော့စလိတ်တောက်တယ်ဒါကွန်စားတယ်ဒါမျိုးတွေဆိုရင်ကျွန်တော်တို့ရဲ့သွားမျက်နှာပြင်မှာစလိတ်ကြီးတွေကွန်ကြီးတွေထင်လာမယ်အဲ့တော့ကျွန်တော်တို့ရဲ့သွားမျက်နှာပြင်က မပြောင်းနေတော့ဘဲနဲ့ကျွန်တော်တို့တွားမြင့်နေပြီနေကစာဖေးကကျန်းသွားမယ်အဲ့ဒီကျန်းတာနေပြီးတော့တချီးတွေကတ်လွဲမယ်အက်ကနေကျွန်တော်တို့ကတွားပိုးစားတာတချို့တဖုံးရောင်တာတွေဒီဖြစ်နိုင်တယ်တဖုံးယောဂါတိဖြစ်တာမျိုးဖြစ်နိုင်တယ်ဒါကတော့အစားအသောက်နံပါတ်6အစားအသောက်နံပါတ်9ကတော့ကျွန်တော်တို့ကရေခဲရေခဲရေခဲကကျွန်တော်ဒီတိုင်းကြည့်ရင်တော့ရေပဲရေပဲရေရတော့တော့ဘာအနည်းတွေမှမရှိဘူး ခန္ဓာကိုယ်တို့ကကောင်းတယ်ဒါပေမဲ့ရေခဲကကျွန်တော်တို့ကရေခဲကိုကျွန်တော်တို့ကိုက်ရေခဲဝါတယ်ရေခဲကိုက်တယ်ဆိုရင်သွားကကွဲတာသွားအပ်တာသွားကွဲတာသွားတွေပဲ့ထွက်တာမျိုးတွေဖြစ်နိုင်တယ်ဒါကတော့အစားအသောက်နံပါတ်9အစားအသောက်နံပါတ်8ကတော့ကျွန်တော်တို့ကပေါင်မုတ်အချောပေါင်မုတ်အကြံကတော့ကောင်းတယ်ကျွန်တော်တို့ဆိုအားပေးတယ်ပေါင်မုတ်အကြံကိုစားတာအားပေးတယ်ပေါင်မုတ်အချောကကျွန်တော်တို့က တကြားတက်ရဲ့ကစီတက်ရဲ့သူ့မှာအများကြီးပါတယ်ပြီးတော့ပေါမုတ်အချောကြတော့ကျွန်တော်တို့ဂျုံမှုတဲ့အတွက်ကျွန်တော်တို့ရဲ့ဒီသွားဒီမှာကက်ညိလွယ်တယ်အဲ့ကနေပြီးတော့ကျွန်တော်တို့သွားပိုးစားတာမျိုး ဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့အခုသွားကျမ်းမာရေးကတွင်ကျမ်းမာရေးကိုထိကိုက်စေနိုင်တယ်အစားအသောက်ရှင်မျိုးပါအခုဗီဒီယိုလေးကနေပြီးတော့ကျွန်တော်တို့ဘဟုသုတတခုခုရရှိသွားမယ်လို့ညွှန်လင်းပါတယ် ဘူးတုဒအခုခုရရှိသွားတယ်ဆိုရင်တော့အခုဗီဒီယိုလေးကအောက်မှာ yes လို့မှန်ခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ